အဖွားမဆုံးခင်မှာကောင်မလေးကိုဝဝကိကိဖြစ်အောင်လုပ်ကြွေးထားတာကြောင့်ကောင်မလေးကဆိတ်ဆိုးပြီးတော့အဖွားရဲ့တပုံကိုအယုံနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဒုတိယနေ့မှာထိုးစက်နဲ့ဖြစ်ရပေါ်လာခဲ့ပြီးအစမှဝဝကိကိဖြစ်နေတဲ့ကောင်မလေးကပင်ပင်လေးပြစ်သွားခဲ့ပါတယ်။မျက်နှာရောလက်မောင်းတွေပါတည်တည်တွယ်တွယ်လေးဖြစ်သွားပြီးတော့ဒါလည်းမကြသေးပါဘူး။အရှိကပေါစင်နှလုံးကလေးစိုက်သေးလို့သွားပါသေးတယ်။ ပုံကြီးဆက်ဘောကိုတက်လက်တဲ့ခါမှာတော့သူဟာ90ကီဂျီပဲရှိတော့တာကိုတွေ့ရတော့ဝမ်းသာပြီးတော့ထကုန်နေပါတယ်။ကောင်မလေးဟာသူ့ရဲ့လှပတဲ့ကောက်ချောင်းတွေကိုကြည့်နေတဲ့အချိန်မှာသူ့ရဲ့တင်ငယ်ချင်းကအိမ်ထဲမှာခိုးဝင်နေတဲ့အကြောင်းမိရင်ခံပြီးတော့သူ့ကိုဘယ်သူလဲလို့လာမေးပါတယ်။ရုတ်တရက်ပိန်သွားတဲ့လီခါကိုကြည့်ပြီးတော့သူ့ရဲ့တင်ငယ်ချင်းဟာဘယ်လိုမှယုံကြည်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့လီခါဆိုတဲ့သူ့ရဲ့တင်ငယ်ချင်းကမနေ့ကတုန်းကပေါင်နေရာလောက်ရှိပြီးတော့ထကုန်လိုက်ရင်အိမ်တော်မှလှုပ်တဲ့သူပါ။ တကားကနေဝင်လာတဲ့အချိန်တော်မှသူ့ကိုတွန်းပီးရတာဖြစ်ပြီးလမ်းလျှောက်တဲ့အခါမှာသူများကိုကာမီလို့ကောင်လေးတွေကသူ့ကိုလောတတ်တဲ့တဲမှာပါပါတယ်။ခရစ်စတာနဲ့ကောင်လေးကိုလည်းစေယုံဝင်တဲ့အထိဖိမိခဲ့တာဖြစ်ပြီးတော့မှသူ့ရဲ့တငယ်ချင်းသူ့ကိုရိုက်မှာဆိုတာကြောင့်လီကာဟာသူ့အဖွားရဲ့အစွမ်းကြောင့်ဆိုပြီးတော့ရှင်းပြနေခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းကတော့မယုံပါဘူး။အဖွားဆုံးတာတော့ဆယ်နှစ်ကျော်နေပြီဖြစ်ပြီးတော့မတက်နိုင်တဲ့အခါမှာတော့လီကာဟာတငယ်ချင်းရဲ့လူဝဲချက်တွေကိုထုတ်ပြောလိုက်ပါတော့တယ်။နေကပေါစီတွေကိုကြီးတဲ့ပုံပေါအောင်လုံနေတဲ့ဗိုလ်လီတွေကိုဝှက်ထားတယ်။အဲဒီအကြောင်းကိုလီကာပဲသိတာ သူဟာဘသူ့ကိုမှမပြောပြဘူးလို့ငါ့ကိုကတိပေးခဲ့ပါတယ်။အေးအဲ့လိုပဲလေ။နောက်ဆုံးတော့သူရဲ့တငယ်ချင်းကအမှန်တရားကိုလက်ခံလိုက်ပါတယ်။ပြီးလို့ရှိရင်လီခါစီတညာအတွင်းမှာဝိတ်ကြတဲ့နေကိုမေးပါတယ်။လီခါကတော့အဲ့ဒါသူ့ရဲ့ဘွာသူ့ကိုပေးတဲ့မွေးနေ့လက်ဆောင်ဆိုပြီးတော့ပြောပါတယ်။ လလလေးနဲ့အပြင်ကိုထွက်ပြီးတော့ကဲပါတော့မယ်။ဒါပေမဲ့အရင်ကဆိုက်အကြီးတွေဝင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့အရန်ကြီးကိုခြောင်နေခဲ့တာဖြစ်ပြီးတော့သူမရဲ့လှပတဲ့ခနာကုန်းနဲ့ဘလလုတ်တန်တော့မှာပါလေ။အဲ့တော့လီဂါဟာတငယ်ချင်းရဲ့ကာဝင်လေးကိုဝေပြီးတော့အခါမှာကျောင်းကိုရောက်လာခဲ့တာဖြစ်ပါတယ်။အခုချိန်မှာပဲလီဂါဟာမင်းမလာလေးတွေအကြည့်ခံရတဲ့အကြည့်ကိုရရှိလာပြီးတော့မှအကောင်လေးတွေကအရိုက်ခံတဲ့ဒဏ်ကိုလှစ်လို့ရှုပြီးလီဂါကိုပဲစိုက်ကြည့်လို့နေပါတော့တယ်။ ။လေခါကိုဆုံးသွားသွားစီတာကတော့မနေတုန်းကသူ့ဖိလိုက်တဲ့အယိုးကျူးသွားတဲ့ crash လေးချက်တော့မှသူ့အစကားဆက်လာပြောတာဖြစ်ပြီးတော့မှ jet ကလေခါကိုည၈နာရီမှရုပ်ရှင်သွားကြည့်ဖို့တဲ့ချင်းဆိုလိုက်ပါတယ်။လီကာကလည်းပြေပြေရှည်ရည်နဲ့တခါလေးလက်ခံလိုက်သလိုချင်းတွေးဖို့အတွက်လီကာဟာသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကိုခေါ်လာပြီးတော့အလှပြင်ခိုင်းပါတော့တယ်။အလုံးပြင်ဆင်ပြီးတဲ့အခါမှာတော့ romantic ဆန်ဆန်ဒေးလီသွားတော့မယ်ပေါ့။ဒါပေမဲ့အဲ့ဒီချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ဟာရုပ်တရက်ဖောင်းလာပြီးတော့ပုံနေဟာအချိန်ရှိတဲ့အချိန်တွေကိုပြင်ရောက်လို့သွားခဲ့ပါတော့တယ်။ ဒါကြောင့်မဲလီကာဟာအရန်ကုန်မှထိတ်လန့်သွားခဲ့ပြီးတော့ကြောင်းအသွားခဲ့ပါတယ်။ဂျက်ကလည်းသူ့ကိုဖုန်းနဲ့ဇက်တိုက်ခေါ်နေပါတယ်။အဲ့တော့လီကာဟာသူ့ဖွားရဲ့တပ်ပုံကိုကြည့်ပြီးတော့ပြန်ပိန်သွားဖို့တည်းဆူတောင်းနေတာပါ။အရန်ကိုလုံးနေတဲ့လီကာဟာတခါတည်းနဲ့အိတ်ထမတင်ကောက်လုလိုက်ပြီးအဲ့လိုလှုပ်တာအသုံးဝင်မှုသိပေမဲ့လည်းသူလည်းဘာလို့ရမှန်းတော့မသိပါဘူး။ကြကတော့လီခါဘက်မှာဖုံးမကင်တာကြောင့်ပဲ1 day ဆောင်နဲ့ထွက်ခွာသွားခဲ့ပြီးနောက်နေ့မိုးလင်းတဲ့အခါမှာတော့လီခါကပြန်ပိန်လို့သွားပါတယ်။ ဒါမှမဟုတ်သူဟာခရစ်လင်းနဲ့တေးဖို့အတွက်နောက်ကျသွားပြီးဖြစ်ပြီးတော့ကျောင်းရောက်တဲ့ခါမှာတော့လီဂါဟာဂျက်စီကိုတွားပြီးတော့တောင်းပန်ပါတယ်။ပြီးလို့ရှိရင် သူတမင်တသက်မသွားတော့မဟုတ်တဲ့အကြောင်းရှင်းပြပြီးဂျက်ကလီဂါထက်မလာမှာဆိုတာကြောင့်ပဲကျောင်းစင်းနာနဲ့တေးဖို့အတွက်ခေါ်ဆောင်သွားပါတော့တယ်။လီဂါကအရင်ကိုပြောင်းနေခဲ့ပြီးတော့ဟမ်ဘာဂါလေးစားရဖို့အရေးတော်မှအင်တွေရှိရှိစားပြလို့နေပြီးဒါပေမဲ့ဂျက်မတွေ့တာနဲ့သူမရဲ့မွေးရင်းစရိုက်ကြီးကပေါ်ပေါ်လာတတ်ပါတယ်။ ဂျက်ကသူ့ကိုနန်းတဲ့အခါမှာလီကာဟာသူ့အစင်းနဲ့မဖြစ်သေးဘူးလို့ပြောပြီးတော့ရေချိုးခန်းဘက်ကိုထပ်ပြေးလို့သွားပါတယ်။ဖက်စကေလေးဆိုတော့လှလှပပလေးပြင်ထားမှာပေါ့။နှကန်းကြီးပြိုကျသွားတာကြောင့်လီကာဟာသွားကောက်လိုက်တဲ့အခါမှာအက်ဆီဒန့်ဖြစ်သွားရပြီးခါလီကုန်းလိုက်တာကိုသူကပေါင်တရာကနေနှစ်ရာကိုပြန်ရောက်သွားခဲ့တာပါ။သူရဲ့ crash လေးကတော့သူ့ကိုအပြင်မှာစောင့်နေတာဖြစ်ပြီးလီကာဟာအရင်ကြာနေတော့ကောင်လေးကတကားကိုသွားပြီးတော့ခောက်ပါတော့တယ်။အဲဒါကြောင့်လီကာဟာသူ့ရဲ့ crash ကိုဒီလိုဖြစ်သွားတာမတွေ့အောင်အရိယာကောင်းတစ်ခုပေါ်လာခဲ့ပြီးတော့ကောင်လေးတကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ တန်ရှင်းအန်ဒီတယောက်ကိုတွေ့လိုက်ရပြီသူဟာကောင်းမလေးချောချောလေးတယောက်ကိုတွေ့လာလို့မိပါတယ်ဒီကတော့အတံမထွက်ပဲနဲ့ကောင်းခါပြီးတော့မှမတွေ့တဲ့အကြောင်းပြောပြလိုက်ပြီးသူ့ဘဝသွားတဲ့အကြောင်းကိုဒီမှာအရင်လေးဆွေးနေပါတယ်ကြက်ထွက်သွားတဲ့အချိန်မှာသူဟာနောက်ကနေခိုးလိုက်သွားခဲ့ပြီးတော့ဒါပေမဲ့ကြက်ကိုတခြားကောင်းမလေးတွေနဲ့လာမျိုးဆွေးနေတာတွေ့လိုက်ရပါတယ်ကမလေးကကြေးရဲ့လက်ထဲမှာရုပ်ရှင်လက်မှတ်တစ်ခုရှိနေတာကိုတွေ့တဲ့အခါမှာရုပ်ရှင်တူတူသွားကြည့်ဖို့ခေါ်နေတာဖြစ်ပြီးဒီခါကလည်းကြည့်ပြီးတော့ဝမ်းနေရုံကလွဲလို့ဘာမှတော့စံမလို့နိုင်ခဲ့ပါဘူး။ ။နောက်နေ့အကြောင်းကိုရောက်သွားတဲ့အချိန်မှာသူနဲ့အနီးမှာရှိတဲ့ချက်ကဖုန်းခေါ်လာခဲ့ပြီးမင်းကပြောသွားတဲ့အကြောင်းရင်းကိုလည်းလိုက်ပြီးတော့မင်းနေပါဗျ။ဒီကကလည်းအရေးပေါ်ကိစ္စရှိတာကြောင့်အရင်ထွက်သွားတယ်ဆိုပြီးတော့ရှင်းပြလိုက်တယ်လို့သူဖုန်းချလိုက်တာနဲ့ဂျက်ကသူများရဲ့နှကန်းကိုမြင်နေတာတွေ့လိုက်ရပါတယ်။ဒါကြောင့်မလို့လီကာကဝေးချဖို့တဲ့ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပြီးသူလုပ်တဲ့အရာအလုံးကဂျက်သူ့ရဲ့နှကန်းကိုလာနမ်းဖို့အတက်ပါပဲ လီဂါဟာဝိချဆန္ဒကိုရောက်လာခဲ့ပြီးတော့စီးပွားနဲ့အစအစကိုအတုံးချပြီးတော့ဝိချခြင်းနေတာပါအဲ့ဟာတကယ်အတုံးဝင်မယ်ဆိုလို့ရှိရင်ဆောင်းဝင်းကသူမထက်ကိုမဝသင့်ပါဘူးဆောင်းဝင်းကအဲ့ဒီစီကိုတနေ့တလုံးတောက်ရမယ်ဆိုပြီးတော့မှလိုက်ပြီးလီဂါကလည်းတလုံးကိုချက်ချင်းစမ်းတောက်ကြည့်ပါတယ်တိုက်ဆိုင်တာကတော့ပိန်စီတဲ့အစွမ်းအခုချိန်မှာရောက်လာခဲ့တာဖြစ်ပြီးလီဂါဟာလျှက်တစ်ပြက်မှပိန်သွားခဲ့တာဖြစ်ပြီးတော့ဆောင်းဝင်းတော်မှလန့်ပြန့်လို့သွားရပါတယ် ဈေးကြောင့်ထင်ပြီးတော့မှကျန်တဲ့ဈေးတွေကိုအကုန်လုံးတပ်ပြစ်လိုက်ပါတယ်ပြီးလို့ရှိရင်လီခါကိုကျင်းညာလုပ်ပေးဖို့တဲ့ခေါ်နေပါတယ်အမင်ရောက်လာတဲ့ခါမှသူဟာအဖွားရဲ့တပုံကိုကြည့်ပြီးတော့အချိန်ကောင်းမှာသူဟာအင်စာလုံးရမှာကိုတရိယာလွတ်သွားခဲ့ပါတယ်အဲ့ဒီအင်စာကတော့သူ့ရဲ့အဖေကိုအင်တာဗျူးဖို့ဖြစ်ပြီးလီခါခါအဖေနဲ့ကော်ဖီဆိုင်မှာတွေ့ဖို့တဲ့ခေါ်လိုက်ပါတော့တယ်လီခါခါကော်ဖီဆိုင်ကိုရောက်လာတဲ့ခါမှဆိုလို့ရှိရင်တော့သူ့ရဲ့ဘေကိုလီခါရဲ့အစားထိုးလာတာပါဆိုပြီးတော့မှလိန်ပြောလိုက်ပါတယ်သူ့ဘေကအဲ့ဒီကောင်မလေးချောချောလေးကိုတွေ့တဲ့ခါမှာတော့လက်တက်လက်စုပ်ကိုချုပ်ပြီး ကော်ဗီဇာဝိုင်းကိုလည်းပြောင်းပြီးတော့မှားလိုက်ပါတော့တယ်။လီဂါကသူ့ရဲ့ဘေးကိုပေါ်မှာရခဲ့တဲ့အကြီးမားဆုံးအောင်မြင်မှုကဘာလဲလို့မေးတဲ့အခါမှာသူ့ရဲ့ဘေးကညှူဆွဲတဲ့စကားလုံးလေးကိုပဲပြောနေပါတော့တယ်။သူရဲ့သမီးတော်မှနေရထိုင်ရခက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီချိန်မှာပဲသူရဲ့အမေဟာဆိုင်ထဲကိုရောက်လာတော့ပို့ပြီးတော့တောင်းဆိုသွားရပါတယ်။ရှင်ပြောတဲ့သမီးရဲ့အင်တာဗျူးကိုလာတာဆိုအဖေပြည်သူကအရန်ကိုရှင်းပြနေပြီမဲ့ပျော့သွားတဲ့လက်စုပ်ကတက်တည်ဖြစ်ပြီးတော့မှအဲ့ဒီအချိန်လေးကိုကြည့်ပြီးတော့လီဂါဟာထပ်ပြေးဖို့အတွက်ကြံနေခဲ့ပါတယ်။ဒါပေမဲ့သူရဲ့အမေကသူ့ကိုဖမ်းပြီးတော့အင်ကြီးကိုဆွဲဖြုတ်လိုက်ပြီး လီဂါကတော့သူ့ရဲ့အမိကိုသူကလီဂါဖြစ်တဲ့အကြောင်းရှင်းပြခြင်းနေပါတယ်။ဒါပေမဲ့ဘယ်ကနေစပြီးတော့ရှင်းရမလဲမသိဖြစ်နေသလိုဒေါ်သီတာတခုကတော့ဒီကနေ့သူ့ပြန်ပြီးတော့ဝါလာခဲ့တာပါ။သူပြန်ဝလာတာကြောင့်ပျော်သွားတာဆိုတခါပဲရှိသေးတာဖြစ်ပြီးအဲ့လိုမှသူဟာသူ့ရဲ့အမေစီကိုသွားလို့ရတာဖြစ်ပါတယ်။လီဂါဟာအဖွားရဲ့ဝလာတဲ့ပုံနဲ့ပိန်တဲ့ပုံကိုယူပြီးတော့မှသူ့ရဲ့အမေကိုမေးပါတယ်။သူကအဖွားရဲ့ပိန်လေးဝလာဖြစ်တဲ့ဗီဇကိုဆက်ခံတဲ့အကြောင်းရှင်းပြဖို့အတွက်လုံနေပါတယ်။ ဒါမှမဟုတ်လေသူရဲ့မိဟာအဲ့ဒီတပုံကိုအတူကြီးဖြစ်နေတယ်လို့ပြောနေပြီးဘာကြောင့်လဲဆိုတော့အဖွားအသက်ရှိတုန်းကဘသူ့ကိုဘာမှမပြောခဲ့ဘူးပါဘူးဒီခါကသူရဲ့မိကိုသူရဲ့အဖွားထူးဆန်းတဲ့အကြောင်းအရာတခုမပြောဘူးလားဆိုပြီးတော့ကောင်းကောင်းလေးပြန်ပြီးတော့စဉ်းစားခိုင်းနေပြီးသူ့မိကခေါင်းလေးကုတ်ပြီးတော့ခဏလေးစဉ်းစားလိုက်တဲ့အခါမှာအတိတ်ကအကြောင်းအရာတခုသတိရသွားခဲ့ပါတယ်သူကငေါ့လက်ဆောင်တစ်ခုပေးခိုင်းထားသေးတယ်။နင်းအသက်20ပြည့်တဲ့အချိန်မှာနင်းကိုပေးရမယ်လို့ပြောထားတယ်။ပြီးတော့လီခမီဟာလီခကိုစောက်လေးတအုပ်ထုတ်ပေးပါတယ်။ ဒီကောင်ကလည်းသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကိုခေါ်ပြီးတော့စာအုပ်ကိုစာပြီးတော့လေ့လာဖတ်နေပါတယ်။နောက်ဆုံးမှသူတို့စာအုပ်ထဲမှာအခန်းမှာရှိတဲ့ပကြီကားတွေနဲ့တွေ့တဲ့ပုံတပုံတွေ့လိုက်ရပြီးပကြီကားကိုဖြုတ်လိုက်တဲ့အခါမှာပကြီကားရဲ့အနောက်မှာစာရေးတစ်စောင်ကိုတွေ့လိုက်ရပါတော့တယ်။ဒီကောင်ထင်းတဲ့အတိုင်းမှာပဲသူဟာအဖွားရဲ့ဝါလိုက်ပိန်နဲ့ဖြစ်တဲ့ဗီဇောက်ကိုလက်ခံထားတာဖြစ်ပြီးတော့မှခြောက်ရပိန်သွားနိုင်တဲ့နီးလန်းကိုလည်းရေးလိုထားပါတယ်။ဒါပေမဲ့မနစ်တုန်းကသူတို့ရဲ့အိမ်မှာမိုးရွာထားတာကြောင့်ပဲအနောက်ကစားသားတွေဝါသွားခဲ့ပြီးဖြစ်ပြီးတော့ ဒီနေ့မှာတော့လီခါမီဟာလီခါစီကိုလာပြီးတော့သူ့ကိုညီမလေးကိုပြုစုဖို့အတွက်ပြန်ခမ်းလိုက်ပါတယ်။လီခါရဲ့အမိကတော့မက်ဆီကိုကိုထစ်ထွက်ရမှဖြစ်ပြီးတော့မှလီခါကတော့ဗီဇရဲ့အကြောင်းကိုရှင်းပြဖို့အတွက်လုံနေပါတယ်။ဒါမဲ့သူ့ရဲ့အမိကလေရင်ဝင်းကိုမြင်မြန်တွေ့ရမှာမလို့သူ့ကိုဂိမ်းမဆိုင်အားတာဖြစ်ပြီးလီခါအမိပြန်လာတဲ့အခါမှာအိမ်ရောက်တော့မယ့်အကြောင်းလီခါကိုကြိုတင်ဖုန်းဆက်လိုက်ပါတယ်။လီခါကတော့သူ့မိရဲ့သတိပေးစကားတွေကိုသတိရပြီးကြောက်နေခဲ့တယ်လို့ နေငါတို့ရဲ့ပတ်ဝန်းကျင်မှာထပ်ပေါ်လာရင်နေုံကတောက်တော့ဆင်းပြေးလိုက်မယ်။အဲ့တော့သူဟာပြတင်းဘောက်ကနေထွက်ပြေးလိုက်ပြီးတော့သူ့ရဲ့လူရဲ့ကြောင့်ပိုးကြီးမတဲ့အထင်လွဲခြင်းတွေဖြစ်ပေါ်စေခဲ့တာပါ။လီဂါရဲ့မိဘတွေအိမ်ထဲကိုရောက်လာတာနဲ့သူတို့သမီးငယ်လေးကရေကန်ထဲမှာအိမ်နေတာကိုတွေ့ရပြီးတော့အိမ်ထဲမှာလည်းရှုပ်ပွားလို့နေပါတော့တယ်။သူတို့ကသမီးကိုမြင်မြင်ဆွဲတင်ပြီးတော့မှအကြောင်းရင်းကိုမေးလိုက်ပါတယ်။အမှန်တကယ်တော့မင်းညမှာသူတို့ပါတီကို ကျင်းပနေတာဖြစ်ပြီးတော့မှညီမလေးကလည်းအရင်မူးနေတာကြောင့်ရေကန်ထဲမှာအိမ်နေတာဖြစ်ပါတယ်။ ။ဒါပေမဲ့သူဟာမူလရဲ့တော့ချောင်းရိုက်ခံရတာဆိုပြီးတော့မှဒိန်ပြောလိုက်ပါတယ်။အဲ့ချိန်ရောက်မှသူရဲ့မိခဒီခါကမတီးလို့ဖုန်းခေါ်လိုက်တာဖြစ်ပြီးဒီခါကလည်းမရှင်းပြတတ်တာကြောင့်ဖုန်းမကန်ခဲ့တာဖြစ်ပါတယ်။သူရဲ့မိခကတော့ဒီခါအဖမ်းခံရတဲ့ထင်ပြီးတော့မှရဲကိုသွားပြီးတော့တိုင်ပါတယ်။တစ်ဖက်မှာတော့ဒီခါဟာတက်တဲ့အားလုံးကိုယူပြီးတော့သူ့မိစီကိုရှင်းပြဖို့တဲ့လုပ်နေတာပါ။ဒါပေမဲ့သူ့အပြင်ကိုထွက်တာနဲ့ရဲကသူ့ကိုဒီခါဖမ်းထားတဲ့ပြင် တန်တရာလူစုဆိုပြီးတော့မှဖမ်းလိုက်ပါသေးတယ်။အကြောင်းရင်းကတော့လီကာအဖမ်းခံရတဲ့အချိန်မှာ CCTV ကနေအချင်းကိုက်ဖြစ်နေတဲ့ပြင်သူ့ပေါ်မှာလီကာရဲ့အမှတ်ပုံအနေနဲ့ဓာတ်ပုံကိုလည်းရှာတွေ့လို့ထားပါတော့တယ်။15နှစ်လောက်ထောင်ကျမိကြတဲ့အခါမှာလီကာကတော့ဘာလို့ရမှန်းတော့မသိသေးပါဘူး။လီကာရဲ့မိကလည်းသူ့ရဲ့ယောက်ျားကိုလိုချင်တဲ့မကောင်းတဲ့မိမဆိုပြီးတော့ရင်နာမှာလိုက်ပြီးတော့ပြောပြလို့နေပါတယ်။အဲ့ဒီအခါမှာရဲမှုကလီကာကိုအရင်ပိတ်ထားပြီးတော့အမိန့်ချလိုက်ပြီးလီကာကလည်းအရင်ကမှဝန်းနေပြီးတော့ငိုချင်နေမိပါတယ်။